စီဇန်3လည်းရောက်နေပြီဆိုတော့ brother တို့ run နိုင်မယ်မတာဟီးရိုးတွေကိုတီးပြီးလားဘူအားလုံးရဲ့မတာဟီးရိုးတွေကိုဒီဗီဒီယိုလေးမှာပြောပြသွားမှာပဲဖြစ်ပါတယ်ယောအားလုံးပဲမင်္ဂလာပါခင်ဗျာဇီဝဂိမ်းနဲ့နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စီဇန်38မှာကျမ်းပြီးတော့ random လောက်ကောင်းမယ်မတာဟီးရိုးအချို့ပြောပြပြီးသွားမှာပဲဖြစ်ပါတယ် နောက်ထပ်လည်းမိုဘိုင်းနဲ့ပတ်သက်တဲ့ tutorial တွေ hero guide တွေသင်တော်ပေးမယ်။ဒီ channel လေးကို follow ခဲ့ကြပါအောင်ဗျာ။ပထမဆုံးမျိုးကတော့ရခင်စီစဉ်ရောအခုစီစဉ်မှာပါရှားနေတဲ့ design ရှင်းဖြစ်ပါတယ်။ design ရှင်းကရခင်စီစဉ်ကလေးက banner အများဆုံးရလာတဲ့ hero တစ်ကောင်လည်းဖြစ်ပါတယ်။ဒီခုစီစဉ်မှာရီဇန်ရှင်ကဆက်လက်ပြီးတော့သူကကျန်းနေစေဖြစ်ပါတယ်တကယ်တော့ရီဇန်ရှင်ကကျန်းလာယခုမှမဟုတ်ဘူးအရင်အရင်ကတည်းကသူကခိုးကျနေတဲ့ဟီးရိုးတစ်ကောင်ပါဖာမီကိုလည်းတခြားအဆန်ရှင်တဲ့ မြအောင်ရှာနိုင်လို့တော်တော်ကောင်းတဲ့မျိုးတစ်ကောင်လည်းဖြစ်ပါတယ်။ယခုစီစဉ်မှုတော်များတဲ့လိန်တွေချိန်လိုက်တင်စီလိုက်ဖြစ်နေတဲ့ upgrade နဲ့ဆိုရင်တော့ရည်စင်းကတော်တော်လေးအဆင်ပြေနေတာပဲဖြစ်ပါတယ်။ကဲအဲ့ဒါကြောင့် brother ဘက်မှာရည်စင်းကြီးကိုင်တဲ့ player ရှိလို့ကတော့ရည်စင်းရှင်ကိုပြေဝကြံပေးပါတယ်။တကယ်လို့ brother ဘက်မှာရည်စင်းကြီးကိုင်တဲ့ player မရှိရင်တော့ရည်စင်းကိုဘန်းဖို့ကြံပေးချင်ပါတယ်ဗျာ။နောက်ထပ် jungler hero တစ်ကောင်ကတော့ Roja ပါ။ဟုတ်ကြောအရင်စီစဉ်ကလေးကမူတော်မှာပတ်ထားပေးတာမို့လို့ယခုလက်ရှိစီစဉ်38မှာလည်းကောင်းနေစေပဲဖြစ်ပါတယ် ။ဝူဂျာကိုင်တဲ့ brother တို့ကိုမေတ္တာလက်ဆောင်အနေနဲ့ဝူဂျာအိုင်တန်ကိုဝင်းတော့က why BOD နဲ့ဆက်နေမဲ့အစားဓာတ်မိတဲ့ဆောင်းရန်ကြမ်းနဲ့ Twitter လည်းအရန်ကြမ်းနဲ့ဒီ hack law ရဲ့ဝင်းတော့ကရဲ့ဘိုးကိုဒီအိုင်လန်တစ်တင်နဲ့ brother တို့ကန့်ကြည့်ဖို့အကြံပေးရှင်ပါတယ်ဗျ။အဲဂိုးလေးဟီးရိုးအနေနဲ့ဒီ season မှာဆိုရင်ဝဝံပြန်လာတော့ brother တို့တွေးရမှာဖြစ်ပါတယ်။ဝဝံရဲ့ ultimate ကလည်း damage ကြမ်းကြမ်းတယ်လို့ အဖွဲလုံးကိုတယောက်တည်းနဲ့ပြစ်နိုင်တဲ့ဂျီရိုကဘဝကလက်ခံရရင်သူ့ရဲ့အသက် speed တွေရောသူ့ရဲ့ movement speed တွေရောအန်တန်လိုက်ပြီးတော့မြန်လာလာဝဲဘရန်တို့တွေ့ရအောင်ဖြစ်ပါတယ်ဒါကြောင့်ဒီဘဝကိုထိန်းရလဲခတ်နေမှာပါဘဝဝင်ခိုင်းဖို့ကြံပေးချင်ပါတယ်။ကဲနောက်တော့တစ်ဖက်မှာဘဝဝင်ကျန်းလာတာနဲ့အမျှသူ့ရဲ့ကောင်တာဟီရိုဖြစ်တဲ့ Irithel ကလည်းကျန်းလာတာကိုတွေ့ရပါတယ်။ Irithel ကို Brotherhood ရဲ့အတိုင်းပဲ Irithel လက်ကိန်းကလည်း enemy တစ်ဖွဲ့တောင်ကိုဒါပေမဲ့အကိတ်ကြီးပေးနိုင်တဲ့ဟီရိုတစ်ကောင်ဖြစ်လို့ တော်လေးဒီမတာမှာကင်လာတော့တွေ့ရတယ်ဒါကြောင့် brother ကိုကင်ဖို့အကြံပေးချင်ပါတယ်ဗျ Okay နောက်တစ် hero ကောင်တော့ဒီ hero တစ်ပါနောက်ဆုံးမှာသူရဲ့ attack speed နဲ့ skill တွေဒီ passive ပုံစံကြီးကလည်းဒီ season အတွက် meta hero တစ်ကောင်ဖြစ်လာစေတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီ hero တစ်ခုကင်ဖို့အကြံပေးချင်ပါတယ်ဗျနောက်ထပ်အနေနဲ့ EB လိမ့်မှာလာပူလာပူအလူကတ်ကနဗီယာဆာဗာနာသမုန်နဲ့ဆမ်ဇီလော စတဲ့ hero တွေကိုဒီလက်ရှိ season 38မှာ random ဘောအတွက်အသုံးပြုနိုင်ပါတယ်။ mid lane အနေနဲ့ professor fight နေရာမှာလုံးဝသုံးဝင်တဲ့ phaser နဲ့ zoo ရှင်တို့အပြင်ဒီ solo ramp push မဲ့ brother တို့အတွက်ဆိုင်ခဲ့ကြမှာတိုင်ကိုကျိုးလို့ရပါတယ်။ဘူဝံများအနေနဲ့လွယ်လေးလွယ်တယ်မာလဲမာနေတယ် hero တကောင်ဖြစ်တယ်ကိုဗရန်ရှိပါတယ်။ဒါအပြင် sport တွေက hyper ကောင်းရှိရင် share sport ပေးလို့ရတယ်။ ဖုံးစံတိုင်းအဂျယ်လာနဲ့ဖော်ရွန်ကိုကင်မှုအကြံပေးချင်ပါတယ်ဗျာ။ကဲဘရာသာတို့အားလုံးကျွန်တော်ပြောပြတဲ့ဟီးရိုးတွေနဲ့ပတ်တက်နိုင်ကြပါစေဗျာ။တဒါ